SS ပိုင်ဆိုင်မှုဆိုပါတယ်ပိုင်ဆိုင်မှုဆိုတာအခုလက်ရှိဖြစ်စေနောက်ခါလာဖြစ်စေကိုချမ်းသာကြွယ်ဝစေတဲ့အရာကိုခေါ်ပါတယ် cash flow အနေနဲ့ကြည့်ရမဆိုရော ကိုအိတ်တော့ပတ်သက်ဝင်လာစေအရာတွေကို SS ဆိုခေါ်တယ်ဥပမာ store share စတော့ရှီယာဆိုရင်ကိုဝယ်ထားတာကုမ္ပဏီဝယ်ထားဖြစ်တဲ့အကြောင်းအဲ့ဒီကုမ္ပဏီစီးပွားရေးတိုးတက်လေတဲ့စတော့ရှီယာဈေးတက်လေတဲ့အဲ့လိုဈေးတက်နေရဆိုရင်ကိုယ့်အတွက်ချမ်းသာကြွယ်ဝမှုကများလေတဲ့ဖြစ်ပါတယ်တချို့စတော့ရှီယာဆိုရင်၃လတစ်ခါဒီဗီဒန်ပေးတယ်အဲ့လိုမျိုးဒီဗီဒန်ပေးရခါကျရင်ကိုယ့်အိမ်ဟောပတ်သက်ဝင်လာရမလားအဲ့တော့ asset ဆိုခေါ်တယ်။အင်ချမ်ပီဆိုရင်အင်ချမ်ပီဝယ်ထားပြီးတော့ကားစားထားရဆိုရင်အမြတ်ငွေကကိုယ့်အိမ်ထဲဝင်လာရဆိုရင်အဲ့အင်ချမ်ပီကို asset ဆို ပြောရပါတယ်ပြီးတော့ဘန်ထဲမှာပတ်စံရှိတယ်အဲ့ပတ်စံရတဲ့ access ပဲကိုယ့်အိတ်ထဲတော့ပတ်စံရမဝင်တော့ဘူးဒါပေမဲ့ကိုကဘန်ထဲမှာပတ်စံထည့်ထားတယ်အဲ့ access ကတော့တန်ဖိုးမရှိဆုံး access ကိုပြောရပါတယ်ဘာကြောင့်လဲဆိုတော့ဘန်ထဲမှာပတ်စံထည့်ထားဆိုရင်ကုန်စင်းလို့တက်တာလားပို့ပြီးတက်တဲ့အတွက်ကြောင့်ကိုပတ်စံတန်ဖိုးကနဲ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 ဝါတယ်နောက်တစ်ခုကတော့ company ပိုင်ဆိုင်တယ်ကိုကစီးပွားရေးလုပ်တယ်ကုန်ပိုင်ဆိုရယ် access ကိုပြောရပါတယ်ဒါပေမဲ့ company တစ်ခုကိုတန်ဖိုးတက်မှတ်ရတာ ိုပြီးခက်တဲ့အတွက်ကြောင့်ဆရာတော့ကုမ္ပဏီပိုင်ဆိုင်တဲ့ဟာတွေကိုဆရာထည့်မတက်ထားပါဘူးအရေးကြီးတာက SSR လူတယောက်တယောက်တူကြီးမတူမတချို့လူတွေဆိုရင်ကားတွေမှာကုမ္ပဏီထောင်လာတယ်ကားတွေမှာတည်ယူပို့ဆောင်ရင်းရိုးတာမလူအတွက်ဆိုရင်ကားကတော့ဖက်ဆက်ထွက်တဲ့အတွက်ကြောင့် liability ဈေးမှာပါတယ်ဒါပေမဲ့ကားကုမ္ပဏီထောင်လာတဲ့လူအတွက်ကတော့ bus car လို့ taxi လို့ထောင်လာတဲ့လူအတွက်ကြောင့်ပတ်စံဝင်စည်းအတွက်ကြောင့်အဲ့ကားတွေရော SSR ပြောရတယ် ဟမ်ဘက်အိတ်တွေပါလေမင်းကလေးဝယ်မလားဟမ်ဘက်အိတ်ကဒီတော့ဝယ်ပြီးတော့ပတ်စံထွက်တဲ့အတွက်ကြောင့် liability ဆိုပြောကြဒါပေမဲ့ဟမ်ဘက်ဝယ်ပြီးတော့တထဲကတော်ဖြစ်အောင်လုပ်နိုင်ဆိုရင်ရောအဲ့ဟမ်ဘက်အိတ်က asset ဖြစ်သွားပြီး make up လည်းအဲ့လိုပဲပုံမှန်ဆိုရော make up တွေမှာလိမ့်တယ်ကိုယ့်အိတ်ထံပတ်စံထွက်တယ်ဒါပေမဲ့အဲ့အလှပပြင်ပြီးတော့ကောင်းတဲ့မီနရာတယောက်ယူနိုင်မှာဆိုရင်ရောအဲ့ဒါက asset ဖြစ်သွားပါပြီအဲ့ရော asset စာ ဘသူပုံမူတူရဲဆိုရင်အတုံးချတဲ့လူပေါ်ပါမူတည်ပါတယ်ဒါပေမဲ့များတော့အဖြစ်ရတော့ stock share ကောင်းတဲ့ company ဝယ်ထားတယ်အင်ချမ်းမြေငှားစားထားတယ်အမျက်ရတယ်အရှုံးပေါ်နေ asset ဆိုမခေါင်းတော့အမျက်ရတယ်ဒါပြီးတော့မြေတွေပါပိုင်းနေမယ်အားအားအလုံးလို့ asset ဆိုခေါ်တယ်ဆရာကတော့ပညာရေးကိုလည်း asset ဆိုခေါ်ပါတယ်ဒါပေမဲ့ပညာက equation ထဲမှာထည့်ပြီးတော့တော်လင်းမရှိပါဘူး intangible asset ဆိုခေါ်တယ်မိနေနာဟောက်မို့ထက်တွေ့မှာဆိုရင်တော့ tangible asset ဆိုပဲထည့်သွင်းရမှာပါတယ်။ပလေးတက်ဒီမှာ asset တွေဘာတွေရှိပါတယ်ကိုမအမရေးတာပါ။ဒီလိုမျိုး stock share option crypto and champion နဲ့တခြားအောင်မြင်ကြီးပွားရေးဗီဒီယိုကြည့်ချင်ဆိုရင်တော့ rich insight မြန်မာ stock option share rich ကဘာပတ် American Stock ပညာရှင် channel ကို subscribe လုပ်ထားပါ stock share နဲ့တခြားကြီးပွားရေးဗီဒီယိုကိုကြည့်ချင်ဆိုရင် YouTube playlist မှာတွားကြည့်ရပါတယ်